လေးကီကော်မျိုးတဲ့အထိစစ်တက်ရောက်လာပါပြီ။နှစ်ဆက်နားရက်နေ့တည်င်းကတော့ထိုင်းမြန်မာနယ်စပ်ကကရင်ပြည်နယ်မြောက်ဝတီဝေါ်လီလမ်းပိုင်းကိုစစ်တက်ကပြန်ထင်းချုပ်ဖို့မြေပြင်စစ်ကြောင်း၃ခုနဲ့စစ်ကြောင်းထိုးနေပါတယ်။ခမဲ့အင်အား၃၀၀လောက်ပါတဲ့စစ်ကြောင်း၃ခုဟာမြောက်ဝတီမြို့တော်ဘက်မေတ္တာလင်းမြိုင်ဘက်လေးကီကော်နီကြောက်ကူနယ်ဘီဟီကလော်ကျေးရွာနီးတဝိုက်တွေမှာထိုးစစ်ဆင်နေတာပါ။လက်ရှိမှာတော့စစ်တက်ကလေးကီကော်မျိုးတစ်ထဲကိုရောက်ရှိလာပြီးဒေါ်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။မြောက်ဝတီကနေဝေါ်လီထိပ်ပေးအား တင်ထားတဲ့စကမ်းတွေအကုန်လုံးသူတို့အကုန်လုံးပြန်ထိုးစစ်ဆင်မယ်လေမြောက်ရီလန်းကိုလည်းသူတို့ပြန်ထင်းချုပ်ဖို့ထိုးစစ်ဆင်လာတာအဲ့လိုနေသားမျိုးပဲကအခုဆိုရင်လေးကြီးကောစစ်ကြောင်းနေထိုးဝင်လာပြီတကယ်လို့သူတို့ကလေးကြီးကောကနေစက်တိုးနိုင်ရင်တော့ဘလူးဂျေးရွာဘက်ကိုသူတို့ပြန်ဝင်လာနိုင်ပြီးမြောက်ရီဝေါ်လီလန်းပေါ်သူတို့ပြန်ရောက်လာနိုင်ရင်ဟိုဘက်ပေါ်ကိုဆက်တက်လာနိုင်တာဖေးကဆက်တက်လာရင်ဒေဘောဘိုးဘက်ကိုရောက်လာမှာပါလို့သူကပြောပါတယ် ထိုင်းမြန်မာနေဆက်တဝိုက်ကလေးကီကော်ဘူပြန်ရဖို့စတင်ပါလာ၂၀တရက်ကစပီတမ၂၀နှစ်နဲ့တက်မ50နားလောက်ခံတက်တွေကိုစူးစီးပြီးအင်အားများပြားနဲ့စစ်တပ်ကထိုးစစ်ဆင်လာတာပါထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုကရင်မျိုးသားတက်မတော် KNA ဥဆောင်ပြီးပြည်သူ့ကာကွယ်ရေး PDF တွေခုခံတိုက်ခိုက်နေကြပါတဲ့မြေပြင်စစ်ကြောင်းတွေနဲ့ထိုးစစ်ဆင်နေတယ်လို့တစ်ဖက်မှာလည်းမြောက်ရီမျိုးအခြေဆိုင်အမှတ်190ငားချင်းမြင့်တရင်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေပါတဲ့လက်နက်ကြီးပစ်ကူတာတွေကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မျိုးကနေတောင်မြင်တွေ့ ကြားနေရပါတယ်လက်နဲ့ကြီးပြနေတာဒီနေ့တိတ်မတွေ့ရဘူးမနေ့ကတော့ဒီနေ့လုံးပြနေတာမိုးရွာတဲ့တောင်ပြနေတာပုံမှန်ဆိုရင်သူတို့ကမိုးရွာရင်မဖြစ်ဘူးဟိုရှိရတဲ့ကစပိတာမနေ့ကဆိုတော်တော်ဆိုးတယ်ဒီနေ့ကုန်တစ်ချိန်ချင်းပဲလို့ဒေတာခန်ကပြောပါတယ်ကိုကရိတ်မြောက်ရီလမ်းမှာအရှလမ်းမပေါ်ပြီးခဲ့တဲ့စက်တင်ဘာ6ရက်နေ့ကစစ်တပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မြောက်ရီမြို့တော်ပချံကိုထိုးစစ်ဆင်လာတာပါမြောက်ရီဝော်လီလမ်းပိုင်းကိုတော့တော်လန်ရေးတပ်ဖွဲ့တွေနဲ့ DKBA ပြီးတော့ဒီနေ့ကြားဆောင်တဲ့ BGF တို့ကပူးပေါင်းထိန်းချုပ်ထားတာပါ ဒီလမ်းပိုင်းကိုစစ်တပ်ကပြန်ထင်းကျုံဝင်ခဲ့ရင်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကလက်လွတ်ထားရတဲ့နယ်စပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်ဖို့လွယ်ကူသွားမှာဖြစ်ပါတယ်စက်တင်ဘာ25ရက်နေ့သတင်းတွေကတော့တရက်ချောင်းရန်အောင်နဲ့တင်းကျုံရွာမှာစစ်သားရာချီဝင်ရောက်တဆွဲနေပါတယ်ထားဝင်မျိုးဘက်ကစင်းလာတဲ့စစ်သားတွေကစက်တင်ဘာ25ရက်နေ့ကလေးကဝင်ရောက်တဆွဲထားတာပါဖုန်ကြီးကျောင်းနဲ့လူမရှိတဲ့နေအိမ်တို့မှာစခန်းချနေထိုင်ကြပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကအဲ့ဒီတရက်ချောင်းရန်အောင်နဲ့တင်းကျုံရွာနှစ်ခုလုံးမိရှုဖြစ်စီခံရလို့ နေအင်္ဂလိပ်စေလောက်ပြစီတော့ပါတယ်။ဂျုံပိုင်းကျေးရွာအုပ်စုမှာရှိတဲ့ကော့ဒေးချင်ရွာကော့ဒေးဆိုင်ဖုန်ကြီးချောင်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဖုန်ကြီးချောင်းရဲ့ကိုလက်နက်ကြီးကြီးချရောက်ပောက်ကွဲလို့ဖုန်ကြီးချောင်းဆောင်တွေတော့ပြစ်စီတော့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း TNA ထိန်းချုပ်ထားတဲ့တပ်မဟာနှစ်နေမြေမှာရှိတဲ့ကြောင်မဲမြို့နယ်မောင်တေအုပ်စုပင်တီကျေးရွာကိုစစ်တပ်ကပေါင်250ဘုံးတွေတုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာလ23ရက်နေ့မွန်လွဲ3နာရီစက်တမင်းခန့်ကလည်းညံမြို့နယ်နော်ပင်ရွာတောင်းကြီးချောင်းကိုစစ်တပ်ကစစ်တပ်လေတီးနှစ်စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ထို့ပြင်မကွေးတိုင်းညံမြို့နယ်နော်ပင်ရွာကိုစစ်တပ်ကဒီုံဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။စက်တင်ဘာလ24ရက်နေ့မှာလည်းထပ်မံပြီးနာနေ8နာရီ38မိနစ်ခန့်မှာနော်ပင်ရွာတောင်းကြီးချောင်းကိုစစ်တပ်စစ်ကြောင်းကခြေရွာအတွင်းကိုဒီုံဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထို့နောက်လက်နက်ကြီးများဖြင့်ပါစစ်တပ်ပစ်ခတ်ခဲ့ပါတယ်။စက်တင်ဘာ20နာရီနေ့တွင်ကတော့ မုံရမန်လေးလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။စစ်ကိုင်းတိုင်းချောင်းဝင်းမြို့နယ်မုံရမန်လေးလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲခဲ့ကြောင်းမြောက်ပိုင်းမုံရအဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။စက်တင်ဘာလ22ရက်နေ့ကချောင်းဝင်းမြို့နယ်နက်ရီကန်စစ်တပ်ကိမှဒိုင်နာ6ဘီကားတစ်စီးဖြင့်ထွက်လာသောစစ်သားများကိုလည်းပြည်သူ့ကာကွယ်ရေးမြောက်ပိုင်းမုံရအဖွဲ့ကနက်ရီကန်နှင့်ရေပိုးစအကြရှိ နေလက်ကြောက်ခွဲဆက်အနီးတွင်ပရိတာမိုင်း၃လုံးဖြင့် ောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။အလားတူစက်တင်ဘာလ23ရက်နေ့နဲ့9နာရီ30မိနစ်ခန့်အချိန်ချောင်းဝီမြို့နယ်နယ်ရေကန်ကိန်းမှထွက်လာသောအင်အား30ခန့်ပါခြေလျင်စစ်ကြောင်းကိုဒေါ်လန်ရေးတပ်ဖွဲ့များကနယ်ရေကန်နဲ့ရေဘိုးစားအကြားရှိနေလကြောက်ကွက်ဆက်မြီးမှာပဲပရိတာမိုင်းနှစ်လုံးဖြင့်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။